ဲ့ဒါအမှန်ပဲဗျဘာလို့ဆိုဒေါ်လုံးနေစီမှာဆွဲချုပ်ရှိနေရဲဆိုတဲ့သတင်းကိုပေးခဲ့တာလေဟိုကျွန်တော်ပါပဲဗာဒါဒင်းကြောင့်ကျုပ်ရွှေစဲတို့ပြောင်းလာတာပေါ့လေဟုတ်ပါတယ်အဲဟုတ်ဟုတ်ပါဦးဗျဟိုသတင်းမယ်ပေးလိုက်အောင်ပါကဲကဲအဲ့ဒါဒီထောင်းလုံးနေရဲ့ရွှေစဲကျုပ်ကဗမာတော်အဲ့ဒါပြန်ပေးလိုက်ဟိုကျုပ်တို့မခွာပါဘူးတကြီးရဲ့တက်တက်ကြောက်ကြောက်ခံရတာပါဟာမဟုတ်ဘူးဗျအဲ့ဒါတို့တက်တက်ညာနေရမယုံရင်လေသူ့ပစိုးကုံပုံထဲမှာရွှေစွဲကျိုးရှိကြည့်ကြည့်လိုက်ပါ တရတော်အောင်မင်းရွာကိုထူးဆန်းနေငတ်တကောင်ရောက်လာတယ်။အဲဒီငတ်ကလူစကားလေးပြောတတ်တဲ့ပြင်တိန်တက်တယ်ရစီမီအတင်းပြောတာနားထောင်လိုက်သတင်းပြလိုက်နဲ့လုံနေခဲ့တာပါ။အဲဒီငတ်ကြောင့်အောင်မင်းရွာသူရွာသားတွေဘလို့ပြောင်းဆက်ကုန်နေဆိုတာအမားနေတူကြည့်လိုက်ရအောင်ပါနော်။ဒီနေ့မှာတော့ပို့တူတို့အဝဲသားတွေကမိဝိုင်းမားတို့အိမ်မှာမုံဆိုင်နဲ့လူဆောင်နေခဲ့ကြတာပါမိဝိုင်းမားခြာကျွေးတဲ့မုံတွေကို တပြေနေပြေစားနေရင်ကနေတို့ဘဝမြိုင်းနင်တို့ရင်ကအမြဲလိုလိုမဟုတ်လို့စားရင်နော်ဟုတ်တယ်တော်ဘုံရဲ့နေကြီးမဲ့စားဖို့မဟုတ်လို့တာငါ့အမေရဲ့ဝါသနာတစ်ခုလို့ဖြစ်နေပြီဟာဒါနဲ့အကြီးခင်ဝိုင်းလည်းမတွေ့ပါလားဘယ်သွားလိုက်တာလဲတို့ဘိုးတို့အိမ်ကိုမုတ်သွားပို့တာဟာအော်အဲ့လိုကိုအဲ့ဒီအချိန်မှာပဲငှက်တဲ့ကောင်ကဖိုးသူရဲ့ကောင်းမွန်မှာလာနာနေနေတာပါဟာဖိုးသူမင်းရဲ့ကောင်းမွန်မှာငှက်တဲ့ကောင်ရောက်နေတယ်ဟင်ဟုတ်လား မောင်းမေးပါအောင်ဟာဒီလိုနဲ့ငါကောင်မောင်းဤပါချနေအောင်မအဲ့ဒါနဲ့တော်ဘောကငှက်ကိုမောင်းလိုက်တယ်ဟဲ့ငှက်ရွှေရွှေဒီလိုနဲ့ငှက်ကသူ့ဝိုင်းထိုင်နေတဲ့လေကိုပြန်သွားပြီးစကားစပြောခဲ့တာပါငါ့ကိုမောင်းမထုတ်ကြပါနဲ့ငါကမင်းတို့ဖွဲ့ကိုတင်းပြေးချင်ရှင်လို့ရောက်လာခဲ့တာပါဟမ်ငှက်ကစကားပြောတတ်တယ်ဘလို့တင်းကိုပြေးချင်တာလဲငှက်လေးကဒီလိုပါ မင်းတို့ရွာနောက်မှာရှိရဲ့ကုတ်ကုတ်ပင်ကိုသိရမို့လားอืมသိရလေအဲ့ဒါဘာလို့လဲအေးအဲ့ဒီကုတ်ကုတ်ပင်မှာအရန်ကိုစိုးသွမ်းနေတဲ့တရေတကောင်ရောက်နေတယ်ဟာအဲ့ဒီတရေကရွာလေးကကလေးတွေကိုဖန်ဆားပြစ်မယ်ဆိုပြီးပြောနေအောင်ငါကြလာခဲ့တယ်ဟင်ဟုတ်လားမင်းသမီးကမှန်ရဲ့လားငါလေးကအမှန်ပဲပေါ့ကွာငါအဲ့ဒီပင်မှာအနားတော့ယူတော့မှသိလာခဲ့တာဟာအင်းလေအဲ့လိုဆိုလေအဲ့ဒီကုတ်ကုတ်ပင်နောက်ကိုတွားကြည့်စားတာပေါ့တကယ်လို့အဲ့ဒီတရေကအမှန်သာဆို တို့ရွာတွေကကလေးတွေပြတ်ကုန်နေမှာဒါဆိုငါသွားပြီနော်တက်တာဖိုးထရုတ်အဖွဲကြီးအဲ့လိုပြောပြီးတော့ငှက်လီကအဝေးကိုပြန်သွားခဲ့တော့ဒီဟဲ့ဖိုးထူဘလို့လဲသွားကြည့်မှာလားအင်းသွားကြည့်ရတော့မမအုပ်တယ်နေတို့တွေခုပဲသွားကြည့်ကြမလားအင်းလေသွားကြတာပေါ့ အိမ်တော်တော့ပိုးထူးလို့လေကိုကိုပင်ရှိရာကိုရောက်လာခဲ့ကြရပါဝါကိုကိုပင်ကမမြင်တာကြာသွားလို့ပိုကြီးလာတယ်လို့ပဲနော်ငါထင်တော့ဒီကိုကိုပင်ကတရေတကိုးနေနေကြီးသွားနေရတယ်နေပေါ့ပေါ့ရှာရှာတော့ပေါ့ရဲ့အပင်ကသူ့ဘာသူကြီးထွားနေအောင်တရေတကိုးကြောင့်ဖြစ်အောင်ပါပိုးထူးတို့တွေဒီကိုကိုပင်မှာနေတဲ့တရေကိုဘယ်လိုခေါ်ထုတ်ကြမလဲအင်းငါမှအကြံရှိတယ်ဟာအဲ့လိုပြောပြီး သူ့ဘောင်းမီအိတ်ထဲကနေပလူရထုတ်ပြီးမှုန့်လိုက်ချိန်မှာကောက်ကောဘင်းနေကနေတရေတကောင်ကကပြီးတော့ထွက်လာခဲ့တာပါဟာဟာဒီတရေကလည်းအယမ်းမိုက်တာဘလို့ဤတွန့်နေရင်မသိဘူးအဲ့လိုပြောပြီးတုတ်ပေါ်နေအားကြမခံတရေတွန့်တယ်လို့လိုက်တွန့်နေပြီတော့လေဒီလိုနဲ့ဖို့ထူလဲပလူမှုန့်နေတာကရက်လိုက်တာပါဟာအမလေးအမလေးကလည်းရလို့မောလိုက်တာမင်းတို့ကဘာသူတွေလဲကွာဘာလို့ ချက်ကိုအဆက်မပြတ်ကနေအောင်လုပ်ရတယ်။ဒီလိုမှကိုကြီးတည်းရဲ့ကျွန်တော်တို့ဒီလိုရောက်လာတဲ့အကြောင်းရင်းကသတင်းတစ်ခုကြားမိလို့ပါ။ဟမ်ဘာသတင်းတော့မှဒီကကိုကြီးတည်းကကျွန်တော်ရွာတွေကကလေးတွေကိုစားပြစ်မယ်ဆိုတဲ့သတင်းကြောင်းပါပဲ။ပေါက်ပေါက်ရှာရှာပါဗျာ။ကျောက်ကပါလို့ကလေးကြီးစားပါလေဗျ။ကျောက်ကတက်တက်လို့သိရဲ့ဗျ။တက်တက်လို့သိရဲ့။ဟမ်ဒါဆိုကိုကြီးတည်းကကလေးတွေကိုစားပြစ်မယ်လို့ဘာလို့ပြောရလဲ။ဟမ်အဲ့ဒါကျောက်ဇလန်းဖတ်နေတဲ့ချိန်နဲ့တိုးသွားလို့တင်တယ်။ ကျုပ်ကကလေးတွေအတွက်ပုံမျိုးပြတဲ့အလုပ်ကိုလုပ်နေရသူဗျ။အဲလိုပြောပြီးတော့ကိုကိုပင်ပေါ်မှာရှိနေတဲ့ဆောင်းကိုသူ့လက်ရှိရင်းနဲ့ယူပြီးပြလိုက်တယ်။မယုံရင်ဒီဆောင်းတို့ရဇလံကိုဖတ်ကြည့်လိုက်။အဲလိုနဲ့ဖို့သူကတရေစီရဆောင်းကိုယူပြီးဖတ်ကြည့်လိုက်တယ်။အင်းကိုကြီးတရေပြောတာမှန်နေသားပဲ။ဒါဆိုငါတို့ငှက်လေးရဲ့ကျင်းထဲရောက်ခန့်လိုက်ရတာပဲ။ဟုတ်တယ်ကအဲ့ဒီငှက်လေးကတို့တက်တက်လာကြုံမိသွားတာပဲ။ ဖိုးထုတို့လည်းကိုကိုမင်းတဲကိုနှုတ်ဆက်လို့အဲ့နေရာကနေထွက်လာခဲ့လိုက်ကြသည်တပတ်မှာတော့တတော်လေးမှာမိုင်လုံးနဲ့ငတက်ပြားကထိုင်းရင်တောင်းနေခဲ့ကြ ਈ ။ဟဲ့အောင်ငတက်မင်းစုပ်ကိုထိုင်းရင်ဆိုင်မှာချိန်လိုက်တာထိုင်းရင်ဘူးရှင်းမို့ရရှိရလား။ကျုပ်စီမှာတပြားမှာမရှိဘူးဗျ။ဟာကွာဒီကောင်ငတက်တော့လက်ထဲတပြားမှာမရှိတော့ထိုင်းရင်လာတော့နေသေးတယ်။အဲ့ဒီတော့ စိတ်မူပါနဲ့ကိုမိုင်လုံးရကိုကြီးတင်ရှူအကြွေးထားလို့ရပါတယ်အေးကွာအဲ့လိုဆိုလဲမင်းကြည့်ပြောလိုက်မိုင်လုံးတော့တိတ်ခါကြမခံနိုင်ဟုတ်ကဲ့ပါကျုပ်ကြည့်ပြောလိုက်ပါဒါနဲ့ကိုမိုင်လုံးဒီတလုံးခိုးဖို့အတွက်တင်းရထားသေးလားဘယ်ကတင်းရမှလဲကွာခုတလုံးရွာတွေရလူတွေအကုန်မွေးနေကြတာဟအဲ့ဒါနဲ့သူတို့နာမဝေးလေကြောင်းမဲ့လုံနေငှက်လေဟဘယ်ကမွေးရမှလဲအရှင်နေရတော့အပြိုကြီးတော်လုံးတင်လေ ြို့ပေါ်ကနေဆွဲကြုံနှက်ကုန်းဝယ်ပြီးပြန်လာတွေ့လိုက်တယ်။မိုင်လုံးနဲ့ငတက်ကသူ့တို့နားမှာရှိနေတဲ့ငှက်လေးစကားပြောလာတဲ့အတွက်ကြောင်နေခဲ့တာပါ။မိုင်လုံးကဒါဒါဟုတ်မင်းဘယ်လိုသိရလဲ။ကျုပ်မျက်လုံးနဲ့ဆက်ဆက်မြင်ခဲ့လို့ပေါ့ဗျ။အဲ့လိုပြောပြီးတော့ငှက်လေးရဝင်းကိုပြန်သွားခဲ့တော့တယ်။ဘယ်လိုလဲကိုမိုင်လုံး။ကျုပ်တို့ငှက်ကလေးပြောတဲ့စကားအမှန်ဟုတ်မဟုတ်သိကြအောင်တွေ့ကြည့်ကြမှာ။အင်းလေးတွေ့ကြည့်ကြမှာပေါ့။အဲ့ဒီတနေ့တော့အမှန်ပြင်ကျုပ်တို့ပွားပြီပဲ ဘက်ရောက်တော့မိုင်လုံးနဲ့ငတက်ပြားလေးအပြိုကြီးတော်လုံးတဲ့အိမ်ကိုရောက်လာခဲ့ကြတာပါငတက်ကကိုမိုင်လုံးဒီအချိန်ဆို အပြိုကြီးတော်လုံးတရားအဲ့လောက်ပြီလိုက်ဟာကျုပ်ပဲသိမှလည်းဟာမင်းဒီစားမလေးလာတော့လားဟာဟိုကျုပ်တို့ညနေရသတင်းကြပြီညဘက်လုပ်ငန်းစကြတယ်အောင်မစုံစမ်းလိုက်ရအောင်ဒီဗျာအေးအဲ့ဒါဆိုရင်ခုဝင်ကြမယ်โอเคကိုမိုင်လုံးအဲ့လိုပြောပြီးတော့မိုင်လုံးနဲ့ငတက်ပြားတို့နှစ်ယောက်နေ အပြိုကြီးတောင်လုံးတင်အိမ်လေးကိုဝင်သွားခဲ့တော်ရီတလုံးနဲ့မိုင်လုံးလုံးနှစ်ယောက်နေအပြိုကြီးတောင်လုံးတင်ရဲ့အိမ်လေးကိုရောက်လာခဲ့ကြတယ်အိမ်အတွင်းမှာတော့အပြိုကြီးတောင်လုံးတင်ဟာတခေါခေါနဲ့အိပ်ပျော်နေခဲ့တာပါမိုင်လုံးကငတက်ကိုလက်ဟန်နဲ့ရွှေဆွဲကျုပ်ရှောင်းဝပြောလိုက်တယ်ငတက်ကလည်းမိုင်လုံးပြောတာကိုသဘောပေါက်သွားပြီးအသေးစိတ်ရှောင်ဝင်နေခဲ့တာပါခဏအကြာမှမိုင်လုံးကဟဲ့ငတက်ခုတိမတွေ့သေးဘူးလားကွာ မတွေ့ဘူးကိုမိုင်လုံးရဟာကွာတေစာရှာကြည့်စမ်းပါဟမ်မိုင်လုံးအဲ့လိုပြောနေတော့အပြိုကြီးတောင်လုံးတီကရုတ်တရက်ထထိုင်လိုက်ပြီးရောင်နေရော်ဒီငါဆွေကျူကငါခေါင်းအောင်မှာတကို့အကြောင်းလို့ခေါင်းအောင်မှာဝှက်ထားတယ်ကိုမိုင်လုံးကြီးခေါင်းအောင်တယ်ပြုတ် okay okay ကျုပ်ရှာကြည့်လိုက်မယ်အဲ့လိုပြောပြီးမိုင်လုံးလေးအိမ်မက်ထိုင်အောင်ပြီးအိပ်ပျော်နေတဲ့တောင်လုံးတေကောင်းအောင်အကူလက်နိုင်ကျင်းလိုက်ခြင်းရွှေရွှေကျိုးကတကယ်ပဲရှိနေခေတာပါ ဒီမှာဆွဲကျုပ်ရှိနေရဲ့ဒါလို့နဲ့မိုင်လုံးနဲ့ငက်တက်လေးဆွဲကျုပ်ရသွားတော့အပြိုကြီးတော်တော်တဲ့အိမ်လေးကနေတက်တက်လေးထွက်သွားခဲ့တော့ဤနောက်နေ့မနေ့ရောက်တော့အပြိုကြီးတော်တော်တဲ့လေးသူ့ဝတ်ထားတဲ့ဆွဲကျုပ်မရှိတော့တာကိုသိသွားခဲ့ပြီးတိန်လုံးပြောင်းဆန်အောင်ရှာပြီးနောက်လက်မိုင်ချလို့အိမ်ရှိရကွက်ပြစ်ပေါ်မှာငိုင်နေခဲ့တာပါကျုံမစားရမတော့ရနဲ့ဝယ်ထားတဲ့ဆွဲကျုပ်လေးခုတော့ဆုံးပြီတကူပဲခိုးခံရတာလား ။ဒါမှမဟုတ်အထအမြန်မှားတာလားပဲ။ဟမ်။အဲ့ဒီအချိန်မှာသူ့နားမှာကိုးနားထောင်နေရဲ့ငှက်လေးဟာအထမတော်မဟုတ်ဘူးဗျ။တကူကူခံလိုက်ရတာ။ဘာ?တကူကူခံလိုက်ရတာဟုတ်လား။ငှက်လေးလေအပြိုကြီးတော်လုံးတင်စကားကြောင့်လန့်သွားတယ်။ဟုတ်ဟုတ်ဟုတ်ပါရဲ့ဗျ။မိုင်လုံးနဲ့ငတက်ပြားခိုးနေရဟုတ်ကျုပ်မျက်လုံးနဲ့တရားမြင်လိုက်တာပါ။အေးဟုတ်ပြီ။မိကျုပ်နဲ့လိုက်ခဲ့။တကြီးစီသွားကြမယ်။ဟုတ်ဟုတ်ကဲ့။ ုပြောပြီးအပြိုကြီးတော်လုံးတင်ကငှက်လေးကိုကောင်းမွန်တင်လို့အဲ့နေရာနီးထွက်လာခဲ့လိုက်တယ်။ဒီလိုနဲ့တော်လုံးတင်လည်းခက်သက်သက်လမ်းလျှောက်ပြီးတကြီးအိမ်ကိုသွားနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲလမ်းတစ်ဘက်ကနေလာနေတဲ့ဖိုးထုထုဖွဲနဲ့တိုးတော့တာပါ။မိုင်းလုံးနေကောင်းမလဲငှက်လေးတစ်ကောင်နဲ့ပါလား။ဘယ်တော့မလို့လေဗျ။တကြီးအိမ်သွားမလို့တော့ချုပ်ဆဲချိုးအကိုခံလိုက်ရတယ်လို့ပြောလို့အဲ့ဒါတကြီးကိုသွားတိုင်မလို့။ညာ ဟုတ်လားဒီလိုနဲ့အပြိုကြီးတုံလုံးတင်လေသူတို့နာနေထွက်သွားတော့ခေါင်းပေါ်မှာရှိနေရဲ့ငှက်လျက်ပွဲဟေးပွဲပွဲအဲ့လိုအော်ပြောနေကြတော့ဒီဟဲ့ပွဲတဲ့ဘလို့လဲတွားကြည့်မလားကြာသလားလို့အဲ့လိုပြောနေအောင်ဖိုးထူးနိုင်ငံပိန်ကရှေ့ကိုရောက်နေခဲ့ကြပါပြီဟေးခုနကမြန်လိုက်ကြတာဟဲ့ငါတို့ကလည်းစောင့်မအောင်ဟာမိဝိုင်းနဲ့တော့ပေါ်နေ ပွန်ထရိုနာကိုအပြေးလိုက်သွားခဲ့တော့တယ်။ဒီလိုနဲ့ဒေါလုံးတင်နဲ့ပွန်ထရိုလေးယောက်ကတကြီးအိမ်ကိုရောက်လာခဲ့ကြတယ်။ကိုပြင်းမထိုင်ရင်ရေနွေးချမ်းတောင်းနေတဲ့တကြီးဟာအပြိုးကြီးလုံးတင်တော့ပါလား။အလောတကြီးနဲ့ဆိုတော့ဘာတွေဖြစ်လာကြလဲ။ဟမ်ကိစ္စအကြီးတဲ့တကြီး။ကျောက်ရှင်လေးကမှမြို့ပေါ်ကနေငွေထားတဲ့ရွှေဆွဲကျုံနှစ်ကုန်းတကုတ်ခုခံလိုက်ရလို့တော့။ဟေးဟုတ်လား။ဘသူခိုးသွားတော့ဟ။ဟမ်ကဲငှက်လေး ဘသူခိုးသွားတယ်ဆိုတာတကြီးကိုပြော့ပြလိုက်ဟိုဟိုမိုင်လုံးနဲ့ငတ်တက်ပြပါဟေးဒီဒီခါလေးမိုင်လုံးနဲ့ငတ်တက်ပဲလားမောင်ကြီးဒီကိုခဏလာမောင်ဟုတ်ကဲ့ပါတကြီးအဲ့လိုပြောပြီးမောင်ကြီးကတကြီးတို့နာအောင်ရှောင်းလာခဲ့တယ်ဟိုတကြီးကျုပ်ကိုဘာများခိုင်းဆရာရှိလို့လဲမသိဘူးဗျအေးကွာမောင်ရင်နဲ့ကာလာသားဖိုးထော်တို့တိုက်ပောင်းပြီးရွာလေးကတခိုးချက်ဘူးမိုင်လုံးနဲ့ငတ်တက်ပြအောင်သွားခေါ်လာပေးပါဦး ကဲ့ပါတကြီးကြောက်ခွက်ချက်ချင်းပဲသွားခွန်လာခဲ့ပါမယ်အဲ့လိုပြောပြီးမောင်ရင်လေးသူတို့နာအနီထွက်သွားခဲ့တော်ရီအဲ့ဒါနဲ့မိဝိုင်းကဟဲ့ဖိုးတူအဲ့ဒီငါပြောရုံရပါ့မယ်อืมအဲ့တော့စောင့်ကြည့်ရမှာပဲပွဲဟေးပွဲပွဲအဲ့ငါကလည်းတော်တော်ကိုဂျုံမွေးတဲ့ငါအခုတရင်ကအမားသာဆို တို့ကိုဂျင်းနေတဲ့ကိစ္စအောင်လေဦးသိကြီးကိုတိုင်ရမှာဟုတ်တယ်ဟာအဲ့ဒါမှလေဟိုပြောတီပြောရှောက်မပြောရဲမှာဒီလိုနဲ့ကနာအကြောင် ။မောင်ရင်းရဲ့ဘိုးတော်က မိုင်လုံးနဲ့ငတက်ပြားကိုခေါ်လို့တကြီးအိမ်ကိုရောက်လာခဲ့တာပါ။တကြီးသူ့လိုနေရာကိုအခေါ်လွတ်လိုက်လို့ဆို။ဘာကိစ္စရှိလို့လဲဗျ။အေးကွ။မင်းတို့နေရာကိုအပြိုကြီးလုံးတည်းရဲ့ဆွဲချိုးခို့ထားတယ်ဆို။ဟာဗျာဘာသူပြောရလဲ။ကျုပ်တို့ကစိုးသန်းတဲ့သူတွေဆိုပေမဲ့ခုလိုခိုးဝတ်တဲ့အလုပ်ကိုတော့မလုပ်ပါဘူးဗျ။ဟုတ်တယ်တကြီးကကျုပ်တို့အဲ့လိုတွေမလုပ်ပါဘူး။ငှက်လေမင်းပြောတော့ မိုင်လုံးနေငတယ်ဗျခို့သွားတာဆိုခုကဘလို့ဖြစ်တာလဲဟိုအဲ့ဒါအမှန်ပဲဗျဘာလို့ဆိုဒေါလုံးနေစီမှာဆွဲချုပ်ရှိနေရဲဆိုတဲ့သတင်းကိုပေးခဲ့တာလေဟိုကျွန်တော်ပါပဲဘာဒါဒင်းကြောင့်ကျုပ်ရွှေစဲကျုပ်ပြောင်းရတာပေါ့လေဟုတ်ပါတယ်အဲဟိုဟုတ်ပါဘူးဗျဟိုသတင်းမယ်ပေးလိုက်အောင်ပါကဲကဲအဲ့ဒါညီထောင်းလုံးနေရဲ့ရွှေစဲကျုပ်ကဗမာတော့အဲ့ဒါပြန်ပေးလိုက်ဟိုကျုပ်တို့မခုတ်ရပါဘူးတကြီးရဲ့ တက်တက်ကြောက်ကြခန်းရတာပါဟာမဟုတ်ဘူးဗျအဲ့ဒါတို့တက်တက်ညာနေရမယုံရင်လေသူ့ပစိုးကဘုံထဲမှာရွှေဆွဲကျိုးရှိကြည့်ကြည့်လိုက်ပါအဲ့ဒါနေဖို့တော့လေမန်လုံးရဲ့ပစိုးကဘုံကိုကြည့်လိုက်ချင်းရွှေဆွဲကျိုးကိုတွေ့လိုက်ရတာပါတကြည်ရွှေဆွဲကျိုးကဒီမှာပါဟမ်အဲ့ဒါကျမဆွဲကြိုးတွေပဲတော့ဟမ်တကြည်အဲ့ဒါကျုပ်မသိရဲ့ကိစ္စပဲကျုပ်မခိုးဗျကဲမောင်ရင်းနဲ့မောက်ဖို့တော့မိုင်လုံးနဲ့ငတက်ပြောက်ကိုခေါ်ပြီးထိတ်တုံးခတ်ထားလိုက်ကွာဟုတ်ကဲ့ပါတကြည်တကြည် ဒါကျုပ်တို့တက်တက်လောက်ကြံခိုင်းရတာပါကျုပ်တို့မကိုးပါဘူးတကြီးရဲ့အဲ့လိုအော်ပြောပြီးတော့ဖိုးတော်ကိုခွဲရနောက်ကိုပါသွားခဲ့တော်ရီတကြီးကျုပ်ဆဲကျိုးလေရပြီဆိုတော့ပြန်လိုက်ပါအောင်မေအေးကွယ်နောက်ဆိုကိုပစ္စည်းကိုတေးချာသိမ့်ဆဲပေါ့ဟုတ်ကဲ့ပါတကြီးဒီလိုနဲ့ဒေါ်လုံးတင်လေပြန်သွားခဲ့တော့မှက်လေးကဟိုကျွန်တော်လေးပြန်မာတော့မယ်တကြီးအဲ့လိုပြောပြီးမှက်လေးကအဝေးကိုပြန်သွားခဲ့တော်ရီ ပွဲစုအောင်လုပ်တဲ့ငန်းလေးပြန်သွားပြီးနောက်ပွဲကြီးပြိသက်ဖြစ်တဲ့ဖိုးထုတို့အဖွဲ့လေးတတိယနှုတ်ဆက်လို့အဲ့နေရာကနေထွက်လာခဲ့ကြတယ်အဲ့ဒီငါကတော်တော်ထူးဆန်းတာပဲနော်ပြဿနာမဖြစ်ဖြစ်အောင်တတ်တတ်လုပ်နေတာဟုတ်ပါကွာတတ်တမဲ့ရွာတွေရလူတွေကိုလိုက်တော့ကပေးနေတယ်လို့ပဲအဲ့ဒီအချိန်မှာပဲငှက်လေးကသူ့နာကိုပြန်လာနေခဲ့တာပါပြောရင်ဆိုရင်အသက်ရှင်အောင်ပါဟုတ်မလားစောနာကငှက်လေးမှုတ်တာဟုတ်တာပဲ အဝဲကိုပြန်သွားပြီမှတ်တာ ခုတည်ရှိနေသေးတာပဲဟိတ်ဟိတ်မင်းတို့ပြေးကြတော့ရွာထဲကိုကြားရည်တကောင်ဝင်လာတယ်ဟာဟာပောက်ကြီးရလေးစင်ရွာထဲကိုဘေးရကြားဝင်လာမှလေအေးလေဟုတ်သားပဲဒီတကောင်လေးတို့ကိုဂျင်းလာထဲ့နေပြန်တာမယုံဘူးဟေးမယုံဘူးမယုံလဲမတတ်နိုင်ဘူးဟေးငါတော့သတင်းပေးပြီးပြီမယုံတာမင်းတို့ပိုင်းမင်းကျန်တဲ့လူတွေကိုအသိပေးဖို့တွားလိုက်အောင်မေဗျို့အဲ့လိုပြောပြီးငှက်လေးကအဝေးကိုပြန်သွားခဲ့တော့ဟိတ် ညွေကြီးလှုပ်သွားလို့မထင်ရအောင်လားအဲ့နော်ငါလဲအဲ့လိုထင်လိုက်တယ်လို့ပဲဟမ်သူတို့အဲ့လိုပြောနေတော့ကြာကြီးတကောင်ကသူတို့နောက်ငုံနိုင်ကျေးပြီးတော့ပြေးလာနေခဲ့တာပါအောက်မလေးကြာကြာကြီးပြောကြာကြီးကြာကြီးဒီလိုနဲ့ကိုထုတို့လည်းလာနေပြီခဏောင်းနေတယ်မှာတည်နေတည်အားကုန်ပြေးကြတော့လေပြေးကြဟေးပြေးကြပြေးကြ ။တင်းပြီးတဲ့ငှက်လေးစကားကိုမယုံလိုက်ရတဲ့အတွက်ကြောင့်ခုတော့ဖို့ထုတ်အခွေသားကြီးကြီးနေရပါပြီ။